ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းလေးရတော့ပေါ့နော်ကျွန်တော်ယခုချိန်မှာဆိုရင်မြန်မာပြည်မှာပေါ့နော် EV ကားတွေအများကြီးပဲတင်သွင်းလာတယ်အဝင်ရောက်လာတယ်ပေါ့နော်အဲ့ဒီထဲမှာမှကျွန်တော်တို့ဒီဇိုင်းလဲမိုက်တယ် function လဲစုံတယ် range အားဖြင့်လဲများတယ်ကားလေးတစ်စီးကိုကျွန်တော်ဒီနေ့ review လုပ်ပေးမှာဖြစ်ပါတယ်ဆိုတော့ဘာကားလေးဖြစ်မှာထင်လဲကျွန်တော်တို့တူတူကြည့်လိုက်ရအောင် ဟာကျွန်တော်ဘေးမှာရောက်ရှိနေတဲ့ကားလေးကတော့ခြံအနေထွက်ရှိထားတဲ့ Jeep SS03 ဆိုတော့ EV ကားမျိုးစားလေးပဲဖြစ်ပါတယ်။ဆိုတော့ဒီ Jeep SS03 ဟာဆိုရင်သူ့ရဲ့မိခင်ကုမ္ပဏီอ่ะဗောနော်ခြံဖြစ်ပါတယ်။ဆိုတော့ဒီခြံ Jeep လေးอ่ะဆိုရင်ตัวดีบ่เนาะကျွန်တော် battery capacity အနေနဲ့89တသမာ6ခွန် kilowatt per hour ပါတယ် motor အနေနဲ့ကတော့160 kilowatt ပါပါတယ်တော့ top အနေနဲ့ဆိုရင်သူက အဲ300စင်တီမီတာထွက်တယ်ဗောနော်ဆိုတော့သူက long range အမျိုးအစားအဲကီလိုဟို905ကီလိုမီတာအထိရတယ်ဗောနော်ဆိုတော့ဟို range ထဲမှာဆိုတော်တော်မြင့်နေ EV အမျိုးအစားဒီထဲမှာ sedan တစ်စီးထဲမှာပါတယ်ဟောကျွန်တော်ကားအကြောင်းလေးကိုဆက်ကြည့်လိုက်မယ်ဆိုရင်သူ့မှာထူးခြားတာကသူ့ရဲ့ကြည့်ရှစ်ဒီရုပ်ထွက်ကတော်တော်လေး modern ဖြစ်တယ်အာကျွန်တော်တို့ပြီးွားတဲ့အခါကျရင်အဲတို့ရဲ့သူ့ရဲ့တိဆောက်ပုံอ่ะဗောနော် ဘလိုပုံစံလဲဆိုတော့ကျွန်တော်တို့ဒီလေခွင်းအောင်တဲ့မျိုးတိောက်ထားတဲ့ပုံစံမျိုးဆိုတာဗျာအာ performance တော်တော်ကောင်းမဲ့ပုံစံမျိုးဘယ်နေရာကိုကြည့်ရင်တိတာလဲဆိုရင်ဆိုတော့ဒီနေရာမှာလေခွင်းအားကောင်းတဲ့ပုံစံလေးလုပ်ပေးထားတာကိုတွေ့ရတယ်တောက်ကြည့်ချင်းအဖြစ်ဒီကာက performance ကောင်းတဲ့ကားဆိုတော့အပေချာပဲဆိုတော့မီးသီးလေးကိုဆက်ကြည့်လိုက်အောင်သူကမီးသီးမှာဆိုရင်လေဒီထူးခြားတာပေါ့နော်ဒီမီးသီးကတုံးမြောင်လေးဗျာ သုံးဖြောင်လေးအဲ့သုံးဖြောင်လေးကအဝေးကနေကြီးလိုက်တာနဲ့ဒီကားကဒီပယ်ဆိုတော့ဒီကားဆိုတာကိုတိတာထင်ရှားစီရဲပေါ့နော်အော်လောက်ထားတာ unit တော်တော်ဖြစ်တဲ့ design လေးပေါ့နော်ဒီနေရာမှာဆိုရင်သွား data နဲ့ line ပါတယ်သွား signal light လည်းဒီမှာပဲသူ့အောက်ကိုဆက်ကြည့်မယ်ဆိုရင်ဒီမှာတော့ LED headlamp လေးကိုတုံးပေးထားတယ်တော့နော် ပြီးရင်သူ့အောက်ကိုဆက်သွားရင်ဒီအပြားလေးပါတယ်ပေါ့နော်သူဒီအပြားလေးဟာသူကဘာကိုပြကျင်တာလဲဆိုတော့ဘာဘာလဲဘာအတွက်လဲဆိုတော့သူကဒီကားမောင်းတဲ့အချိန်မှာဒီကားပေါ့နော်ကျွန်တော်တို့ slow နေနဲ့သွားနေတဲ့အချိန်မှာ outside ကနေပြီးတော့သူကဒီ sound လေးအတန်လေးမြည်ပြီးတယ်ဗျအဲ့လို music အတန်လေးတိုးတိုးလေးမြည်ပြီးတယ်ပေါ့နော်အာပြီးွားရင်သူ့မှာဆိုရင်ရှေ့မှာဆိုရင် parking sensor နှလုံးပါတယ်ပြီးွားရင်ဒီ alert တဲ့တဲ့မှာဆိုရင် ျွန်တော်360ကင်မရာလေးပါတယ်ပြီးရင်အပေါ်မှာဆိုရင်ဒီ Dipel logo လေးပါတယ်ပေါ့နော်ပြီးွားရင်လေသူ့မှာထူးခြားတဲ့ design တစ်ခုကလေဒီ bonnet ကအောက်ကိုဆင်းလာတဲ့ဒီ floating side ကတော်တော်လေး unique ဖြစ်တဲ့ design ဗျဆိုလိုရဗျာဟိုရုပ်ကိုဒီရုပ်ကိုကြည့်လိုက်တာနဲ့လုံးဝဟိုအာအနာဂတ်ကလာတဲ့ကားတစ်စီးလို့ခံစားရတယ်တော်တော်လေးကို unique ဖြစ်တဲ့ design ကိုကျွန်တော်ရမ်းကြိုက်တယ် တော့ကျွန်တော်တို့ဘေးဘက်လေးဆက်ကြည့်လိုက်ရအောင်သူ့ရဲ့ ring side ကတော့စကူလက်မှာ ring side ကိုတုံးဝေးထားတယ်ဆော့တကားကိုဖွင့်ကြည့်လိုက်လမ်းလေလေတိတာကသူ့ရဲ့ဒီမှန်တော့မှန်ပေါင်းကလုံးဝအပြောက်ပြတော်တော်လေးမိုက်တယ်အဲကျွန်တော်ဖွင့်လိုက်တာနဲ့မှန်လေးရအော်တိုအောက်ကိုနည်းနည်းလေးကြာသွားကျွန်တော်အခုပြန်တင်လိုက်မယ်။အော်တိုပြန်တက်သွားတယ်။တော်တော်လေး unique ဖြစ်တယ်အဲ့ဒါလေး။ ပြီးွားတော့ခါကျတော့ကျွန်တော်ဒီ outside ကိုကြည့်ရင် outside မှာဆိုရင်ကျွန်တော် fiber မျိုးစားလေးပေါ့နော် nickel လိုလို fiber လိုလို line လေးပေါ့ဟုတ်လားတကယ်တော့ fiber ပဲအဲအပေါ်ကတော့ nickel ပေါ့နော် line လေး quality ကတော့ very good ရမ်းလိုက်တယ်ပြီးသွားရင်သူ့မှာ body line ပေါ့နော် body line ကဒီမှာတစ် line ပါတယ်ပြီးွားရင်အောက်မှာတစ် line ပါတယ်ဆိုတော့ချိန်လိုက်ရင်ဗျာဒီကားကဗျာကျွန်တော်တို့ဒီပေါ့နော် အရှိမကျွန်တော်အရှိမပြောသလိုပဲဗောနော် aerodynamic ဆန်တဲ့ line ပေါ့ဟိုပုံစံပေါ့နော်ဆိုတော့ဒီကား performance ကိုဦးစားပေးတဲ့ကားစီဒန်ကားဆိုတာတေချာတယ်တေချာတလောက်ပဲသူ့ရဲ့လုတ်ပေးထားတဲ့ design color တွေကတော်တော်လေးကိုမိုက်တယ်ဗောနော်ပြီးွားရင်ကျွန်တော်တို့ဒီဒီ window shade ကနေလာတဲ့အမဲ line လေးကလည်းအဖြူရောင်မှာဆိုတော်တော်တိတိတတဒီပေါ်လေဆိုတော့လုတ်ပေးထားတဲ့ design လေးကတော်တော်လေး unique ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါဆိုရင်ကျွန်တော်နဲ့အတူတူအနောက်လေးဆက်ကြည့်လိုက်ရအောင် ဆိုတော့ကျွန်တော်တို့ဒီအနောက်ကိုဆက်ကြည့်လိုက်ရင်အရှိရာတိုင်းမှာ LED 3ဖြောင်းပါတယ်ဒါကိုကြည့်ရတာ ਨੇ ဒီပေဆိုတာကိုတိတာထင်ရှားစေတယ်ပြီးွားရင်သူ့မှာ LED မီးတဲ့အပြစ်ပါတယ်ဒီမှာပေါ့နော်မီးတဲ့အပြစ်ပါတယ်ပြီးရင်အပေါ်မှာဒီပေ logo လေးပါမယ်ပြီးွားရင်ဒီမှာတော့ sensor ပေါ့နော်ဒါ sensor အောက်မှာဆိုရင်360 camera လေးပါမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဘယ်ဘက်ကိုကြည့်လိုက်ရင်ဒီပေဆိုတဲ့စာတန်းလေးပါမယ် ပြီးညာဘက်ကိုကြီးလိုက်မယ်ဆိုရင် SS03 ဆိုတဲ့စာတန်းလေးပါတယ်ဟောနော်ပြီးအဲ့အောက်ကိုဆက်သွားလိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာ fiber မျိုးစားကိုသုံးမိထားတယ် quality ကောင်းတယ် parking sensor အနေနဲ့က၄လုံးပါပါတယ်ပြီးတော့သူ့မှာဆိုရင်ကျွန်တော်နောက်ဖုန်းကလည်း power take ပဲနောက်ကကန်ကိုစပရေးရတော့ luggage အချီးတော်လောက်ဆန်းတယ်တော်တော်ချေတယ်တော်တော်လေးချေတယ်အောက်မှာလည်းတော့ဟွာပေါ့ပစ္စည်းထားလို့ရနေရာလေးလည်းပါတယ်ဆိုဆိုပါဦးနောက်ခင်းလည်းတော်တော်ချေပါတယ်ကျွန်တော်တို့တွင်းကန်းလေးဝင်ကြည့်လိုက်အောင် CB ကကျွန်တော်ဘက်ကိုအော်တိုလှည့်လာတာတော်တော်လေးမိုက်တယ်နော်တော်တော်လေးမိုက်တယ်อืมပြီးတော့ကျွန်တော်အတွင်းကိုဆက်ထန်လိုက်တာနဲ့ဆက်ပြီးတတိထားမိတာသူတို့ထိုင်ကုန်တယ်ထိုင်ကုန်ကတော်တော် comfort ဖြစ်တယ်လေသာပုံစံမျိုးလေးကိုသုံးပေးထားတယ်အမ်ပြီးွားရင်သူ့ရဲ့ leather quality ကတော်တော်လေးကောင်းတယ်ဒီဒီနေရာလေးမှာဆိုရင်လေသူအစင်းအောင်လေလုံးဝလုံးဝဗျာဟိုရုပ်တင်မဟုတ်ဘူးအတွင်းထိုင်ကုန်ကစားလေ transformer ဟာကားတွေကလိုလိုဘာလိုလို ဒီဇိုင်းလေးတော်တော်လေးမိုက်တယ်။နောက်အပေါက်ကလေးနဲ့သူကထိုင်ကုန်အပူအေးလဲပါတယ်။အဲ dashboard dashboard ကလည်းလေသာပဲလုံးဝ quality တော်တော်ကောင်းတယ်လေသာ quality တော်တော်လေးကောင်းပါလေ။ပြီးွားမယ်ဆိုရင်ကျွန်တော်တို့ဒီဒီမှာလဲ wireless charger ပါတယ်ပေါ့နော် wireless charger ပါတယ်။ပြီးတော့ဟို storage area အနေနဲ့ပေါ့နော် storage area အနေနဲ့ဆိုရင်ဒီမှာဖုန်းတစ်လုံးထားလို့ရမယ်။ ဒီမှာ wireless charger တော့ဖုန်းတစ်လုံးထားလို့ရမယ်ဒီမှာ cup holder နှလုံးပါမယ်သူ့မှာ amber box ပါမယ် amber box ကအခြေကြီးပဲတော်တော်နဲ့တယ်လက်ကျွန်တော်ဒီလက်တော်တော်ရှိတယ်တော်တော်နဲ့တယ်ဟာတော့သူ့မှာနောက် glove box ပေါ့နော် glove box အာ glove box ကဒီမှာခလုံးမပါဘူးသူ့မှာထူးခြားတော့ glove box ကဘယ်ရောက်ဖွင့်ရတာလဲဆိုတော့ဒီ TV ကနေအာ TV ကဖွင့်လိုက်တော့မှသူကဒီရရင်ကြာလာတာပုံမှန်လူတယောက်ဆိုဒါသိမှာမဟုတ်ဘူး ဒီ group တော့ဘယ်ဖွင့်ရမလဲတော့မသိပါမှာမဟုတ်ဘူးဆိုတော့အဲ့ဒါလေးကောင်းတယ်ပြောအဲကျွန်တော်ဒီဒီကပြောရမှာတော့ဒီ infotainment screen အကြောင်းပေါ့နော် infotainment ဒီကောင်ရဲ့ function မှာသူ့မှာ physical button တစ်ခုမှမပါဘူးအဲ infotainment screen ထဲမှာပဲအကုန်လုံးလောက်တာဆိုတော့ဒီ infotainment screen လေးကိုကျွန်တော်အော် detail လေးတစ်ချက်ပြောပြပေးမယ်ပေါ့နော်ဟုတ်ဆိုတော့ဒီကရဲ့အဓိကအကြောင်းကတော့ဒီ infotainment screen ကြီးပဲပေါ့နော် uh, infotainment section မှာဆိုရင်ကျွန်တော်ဒီမှာစပြီးတော့ကျွန်တော်စပြောင်းအောင်ဆို aircon fan speed to show တို့အကုန်အဖွင့်ထိုင်းကုန်အပူအေးအဲပြီးတော့ aircon ကလည်း duration aircon ဖြစ်တယ်ထိုင်းကုန်အပူအေးရတယ်ပြီးတော့အရင်သူ့မှာ air flow ကိုလေကျွန်တော်ဒီမှာဗျဟို adjust လုပ်လို့ရတဲ့အတန်မှာပါဘူးဗျဒီမှာအစဒီကျွန်တော်တို့ air ကိုဘယ်ပဲပေးမလားညာပဲပေးမလားအစဒီ touch နဲ့ပဲဒီမှာပဲအကုန်လုံးလုံးတာအလားအဲ့ဒါတွေကအစဒီထက်မှပဲ အကုန်လုံးလုံးတယ်ပေါ့နော်။ဟောပြီးွားရင်ပြီးသွားတဲ့ခါကျတော့သူ့မှာဘာလို့လုံးလို့ရသေးလဲဆိုရင်ဒါ360ကင်မရာပေါ့နော်360ကင်မရာကြည့်ရဟာပြီးွားမယ်ဆိုရင်ကျွန်တော်ကတ်ဆက်တင်ထဲကိုဝင်လိုက်မယ်ဆက်တင်ထဲကိုဝင်လိုက်တယ်ပေါ့နော်။အဲ့မှာဆိုရင်ကျွန်တော်လမ်းတော့မီးဖွင့်တာဘာညာအစပေါ့နော်ကျွန်တော် TV ထဲမှာပဲဖွင့်ရမှာဒီ infotainment screen ထဲမှာပဲဖွင့်ရမှာပေါ့နော်အာဒီမီးကြီးဖွင့်တာတွေ fog light ဖွင့်တာတွေအစပေါ့နော်ပြီးသွားတဲ့ခါကျရင်ကျွန်တော်ဒီမှာ ambient light ကအစဒီကိုကြိုက်တဲ့ဟာကို customize လုပ်လို့ရတယ် ambient light တဲ့ဒီမှာလည်း ambient light အကုန်ပါမယ်ပေါ့နော်ပြီးသွားရင်ဒီ control ပေါ့နော်ဒီ control ဆိုတာကျတော့သူက wiper မှာဆိုနေသူက rain sensor ပါတယ်နော်အော် wiper auto wiper sensitivity ကဒါက low height နည်းနည်းလေးရေးဆက်လေးတစ်စက်ကြာနဲ့ ဘယ်လိုလုပ်မှာလားဘယ်လိုလဲပေါ့နော်ဒါကြီးပေါ့နော်တော့ ticket ticket ကလည်းသူကကျွန်တော်နောက်မှပြောခဲ့သလို power ticket ပဲပြီးွားတဲ့ခါကျရင်ပြီးွားရင် power ticket ကိုသူက high ကိုကိုကြိုက်တယ်လို့ကစားလို့ရတယ်ပေါ့နော်ပြီးွားရင်ဒီ glow fog glow fog ကတော့ခုနကကျွန်တော်ဒီဟိုဖွင့်တဲ့ဟာပေါ့နော်ဒီမှာလည်းပါပြီးသားဒါကတော့တော့ပြီးွားရင် chain law အစားဒီဒီ infotainment screen ထဲမှာပဲ chain law အစား အော်ဟိုအဖွင့်ပိတ်လုပ်ပြီးလို့ရဖွင့်ပိတ်လို့ရမှာနော်။နောက်ပြီးသွားရင်ဒီဟိုကားမောင်းနေရင်ねလော့ကြတာတို့ဘာတို့ပေါ့အဆပေါ့နော်။အော်အကုန်လုံးဒီမှာအာလုတ်ခိုင်းလို့ရတယ်။ပြီးတော့ကာဘင်။ကာဘင်အားကြတော့ကျွန်တော်ဘတ်မှန်ချိန်တာဒီဒီနောက်မီရာကြည့်တဲ့ဘတ်မှန်ချိန်တာဘာညာဟိုဒီထဲမှာအကုန်လုံးရတယ်။ပင်းစီးပေါ့နော်စီးဒရိုင်ဘာစီးပက်ဆင်ဂျာစီးအဲအဲ့အားဒီအကုန်လုံးဒီကနေချိန်လို့ရတယ်။ ပြီးရင်ကျွန်တော်ဒီမှာလဲ physical ကားမှာလဲဟို physical button ကပါပါတယ်ဒါဆိုတော့ဒီ TV ထဲမှာလုပ်လို့ရတယ်နောက်ဒါက central control screen rotation ပေါ့နော်ဒါ TV ကိုဟိုဘက်လှည့်မှာလားအော်ကြောက် passenger ဘက်ကိုလှည့်ကြည့်ခိုင်းလို့လည်းရတယ်အော်ကျွန်တော်ဘက်ကိုအလဲမှာထားခြင်းလည်းရတယ်ဗျာညာဘက်ကိုထားဘယ်ဘက်ကိုထားခြင်းလည်းရတယ်ကျွန်တော်ကတော့ကားပေါ်တက်လာတဲ့အချိန်မှာကျွန်တော်ဘက်ကိုလှည့်တယ်ဆိုတာကကျွန်တော်ကဒီမှာ rotation screen smart mode on ထားလို့ smart mode ဆိုရင်တော့ကျွန်တော်ကဥမာလူကကျွန်တော်ကကြည့်ရင်ကျွန်တော်ဘက်ကိုလှည့်မယ်အကယ်၍ passenger ကကြည့်ရင် passenger ဘက်ကိုလှည့်မယ်အဲအဲ့လိုပေါ့နော်ဒါ auto လုပ်ပေးတာအာ eye tracking နဲ့လောက်တာလားမသိဘူးဒါကတော့ phone wireless charging အဖွင့်ပိတ်ပြီးွားရင်ဥမာ charging ဆိုရင်လည်းပြီးမှဟို limit ထားလို့ရတယ်ပကောဘယ်လောက်ထိ98%လောက်ထိပဲလုပ်မယ်ဆိုရင်98%အထိပဲပေါ့နော် ပြီးတော့ schedule နဲ့လည်းအသွင်းနာလုပ်လို့ရတယ်อืมပြီးွားတဲ့ခါကျရင် HUD သူ့မှာ HUD ပါလေဗျ HUD ကသူ့ရဲ့ HUD ကဒီမှာအသေးစိတ်အကုန်ပြရတယ် blind spot တွေနောက် lane departure တွေနောက် kilo တွေ CRN steering တွေကအစအကုန်ပြရတယ်음 blind spot ဒါကတော့ကျွန်တော် test ride မောင်းတဲ့ချိန်ကြီးပြပေးမယ်နောက် driving mode driving mode အနေနဲ့သူက၄မျိုးပါတယ်ဗောနော် eco comfort sport customize ဆိုပြီးလေးမျိုးပါတယ်။နောက်ပြီးွားရင် auto pilot auto pilot ကတော့သူက cruise control ကတော့ adaptive cruise control ဖြစ်သွားပြီး radar ပါတယ်ပေါ့နော်။နောက် intelligent speed limit အဲ့ဒါကတော့ all speed limit on road တို့ camera only ဒါကတော့ကျွန်တော်ကိုယ်တိုင် highway မှာမောင်းဘူးတော့ကျွန်တော်မသိဘူး။အဲ့မှာကျွန်တော်ထင်တာပြောက်မှာ camera only ဆိုရင်ဗျာသူကရှေ့မှာဒီ60ဆိုတော့ဟိုကျွန်တော်တို့ဒီ limit လေးထားထားတဲ့ ိုင်လေးတစ်ခုရှိရဆိုရင် तू อ่ะအဲ့ဒါကိုဒီရှေ့ဆန်းစားဖတ်ပြီးကိုက80ပဲသွားတော့မှာဒါကဒီမှာအလုပ်လုပ်လားမလုပ်လားဆိုတာကျွန်တော်ကိုယ်တိုင်ဒီ highway လမ်းမှာမမောင်းဘူးတော့တော့မသိဘူးဒါပေမဲ့အဲ့ system ပါတယ်ပြီးွားရင်သူ့မှာဆိုရင် lane assist ပါတယ်လမ်းချော်ွားရင် lane departure ပေါ့နော်လမ်းချော်ွားရင်အဲလမ်းမြည်တာဘာညာပါတယ်နောက် emergency lane keeping ပါမယ်နော်အော်အဲ့ဒါကြတော့ ဟို emergency ဖြစ်တာနဲ့လမ်းတော့သူဟိုဟာဖြစ်ပြီးသွားပုံစံပေါ့နော်နောက်ပြီးတော့ရင်ပြီးသွားရင်ဒီလိန်ချော်သွားရင် vibrate CRM မှာ vibrate မီတာအတန်မီတာကြိုက်တာအတန်မီမလား vibrate လုံးမလားဒါမှမဟုတ်အတန်ရော vibrate ရောလုံးမလားအကုန်လုံးလို့ရတယ်ပြီးတော့ safety assist နေနဲ့သူက automatic emergency brake လည်းပါတယ်နောက် reverse collision warning လည်းပါတယ်ပေါ့နော်ဆိုတော့ function တော်တော်ဆုံးနေဗျာ တော့ display ပြောစရာမလိုဘူးဗျာပြီးွားရင်သူကဒီ affordable screen ကို support ပေးထားတဲ့ chips က Snapdragon ရဲ့ A155 ပေါ့နော်ဒါကဒီကျွန်တော်တို့ဒီ mobile phone တွေမှာထုတ်လုပ်တဲ့အာ chip ကိုသုံးပေးထားတယ် RAM နေနဲ့အတွဲကပါတယ် story နေနဲ့128ကပါတယ်ပေါ့နော်ဆိုတော့ဒီ OS ကတော့ကျွန်တော်ထင်တာ Harmony OS ဖြစ်မှာဗျအဲ့တော့သုံးရတာဘယ်လိုနေလဲဆိုရင် touch touch response တွေကအစားတော်တော်လေးကောင်းတယ်အဲ delay ဖြစ်နေရမျိုးမခံစားရဘူး UI လည်းရိုးရှင်းရှင်းပဲအဲတောင်းတောင်းလူလောက်ကတော့အော်လူကြီးတွေလည်းသုံးလို့အဆင်ပြေလောက်တဲ့ UI မျိုးဟို user နဲ့ပို့ပြီးတော့ဟိုဟာဖြစ်တယ်မဟုတ်လား use to ပို့ဖြစ်မဲ့ UI မျိုးရှုပ်ရှက်ခတ်မနေဘူးပြကျွန်တော်ဆိုလိုတာဆိုတော့ဒါအကျမ်းမြင်ဒါကတော့ဒီ infotainment screen အကြောင်းပေါ့နော် ပြီးွားတဲ့ခါကျရင်ကျွန်တော်စတီယာရင်းကြာစတီယာရင်းမှာဆိုရင်သူကဘာဖြစ်သလဲဒီဘက်ကဆိုရင်သူကမှာဆိုရင်သူစစ်စစ်ကင်မရာကိုဖွင့်တဲ့အပိတ်တဲ့ဟာတာပေါ့နော်ပြီးွားရင်ဒီမှာဒါကဟိုကျွန်တော်ဒီအကောင်ဆိုရင်ဒီဘက်ကဟာဆိုရင်ကျွန်တော် customize လုပ်ထားလို့ရတယ်ဗျာဒါကအခုအခုဒီဥစ္စာကိုဘယ်ဥစ္စာကိုထားခြင်းလဲအထားလာပြီးတော့ကိုယ့်အကို customize လုပ်ထားလို့ရတယ်ပြီးွားတဲ့ခါကျရင် အဲဒီဘက်ဟာတွေရကြတော့သူကမလုပ်တာလဲဆိုတော့ cruise နဲ့ပတ်သက်ပြီးအလုပ်လုပ်တဲ့ဟာတွေဆိုတော့ဒီအရှိက digital cluster မှာဆိုရင်သူကဘာကြီးပြပေးလဲဆိုရင်ပေါ့နော်ကျွန်တော် driving information တွေပြပေးတယ်ပြီးွားရင်အဲကျွန်တော်ဒီ trip တွေပေါ့နော်နောက်ပြီးွားရင် battery capacity battery a consumption တွေ now tire pressure monitoring တွေပြပေးမှာပေါ့နော် အော်ဒီဒီမှာဒီ digital cluster ဒီမှာပြပေးရယ် resolution ကတော့တော်တော်ကောင်းတယ် နောက်လေသူမှထူးခြားတာကကျွန်တော်ပြောပြပေးမယ်ဒီကားမောင်းတဲ့ခါကျရင်လေကျွန်တော်မောင်းတဲ့ချိန်ကျပြပေးမယ်အရှိမကားကတ်နေပြီဆိုရင်ဘလောက်ကီလိုမီတာအကွာအဝေးမှာကိုကားရှိတယ်ဆိုတာအစဒီအရှိကစင်တီမီတာလူဆိုရင်လည်းလူစပိန်စီးရဆိုစပိန်လူယူကလီးနဲ့ပြပေးရ driving assistant လေအဲ့တော်တော်လေးမိုက်တယ်ဗျအဲ့ function လေးကပြီးတော့ तू က HUD မှာပါပြတာမြင်ရတာတော့မသိဘူးကျွန်တော် HUD အဲ့ HUD မှာဟိုက तू ကအကုန်ပြပေးတယ်ဗောနော်ကျွန်တော် blind spot ရော ဒီခုနကကျွန်တော်ပြောလူယုတ်လေးတွေကနောက်လမ်းချုံဝိုင်းဒီ vibrate media တွေရောပေါ့နော်ဆိုတော့ကျွန်တော်တို့အတွင်းကန်လေးနောက်ခံလေးကိုဆက်ကြည့်လိုက်အောင်နောက်ခံကလည်းကျဲတယ် heron လည်းမြင့်တယ်တော်တော်လေးမိုက်တယ်အဲလူ၃ယောက်လောက်ကတော့အသားလေးစီးလို့ရတယ်음ပြီးတော့သူ့မှာလေ speaker ကလေအတန်ထွက်တော်တော်ကောင်းတယ်လုံးဝ speaker အတန်ကြီးရဲ့ကျွတ်စင်ကြီးတော်တော်မိုက်တယ် speaker အတန်ကြီးရပြီးတော့ဒီနောက်က ထိုင်ကုန်တွေမှာလုတ်ပေးထားတဲ့ဒီဇိုင်းတွေအားဆိုတော့တော်တော်လေးနော်လုံးဝဟိုဘယ်လိုပြောမလဲဆိုတော့ luxury ဆန်လဲဗျာ luxury ဆန်ဆန်ပဲဗျာဟိုခိုးထားတာမျိုးတစ်ခုမှမရှိဘူးဗျာတော်တော်လေးမိုက်တယ်ပြီးွားရင်ဒီနောက်ကအထွက်ပေါ့နော်နောက်အထွက်ဒီမှာဆိုရင် AC temperature ကိုဒီမှာကိုလို့တလို့ဒီဟိုပါပေါ့လို့တလို့ကစားလို့ရတယ်မနောက်နောက်ခန်းအထွက်ကိုပေါ့နော် touch touch နဲ့ပဲ response လဲอืม response လဲကောင်းတယ်မိုက်တယ်တော်တော်လေးမိုက်တယ်နောက်တစ်ခုက तू က ပန်နိုရာမာပန်နိုရာမစ်ကလုံးဝတကယ်အပြည့်အီးဗျအပြည့်အီးမှာအပြည့်အီးကျွန်တော်လောက်ခံထီတော့မရောက်တယ်အပြည့်အီးပဲဒါပေမဲ့အဲ့ကဆန်းရှိတော့မပါဘူးဒါ UV UV တော့ပါတယ် UV တော့ကတော့ပါတယ်အဲဆိုတော့ညဘက်ဖြစ်သူလေးနဲ့အတူတူကျဲလေးပါကြီးနော်တော်တော်လေးမှိုင်းပဲဆိုတော့ကျွန်တော်တက်စရိုက်လေးမောင်းကြည့်လိုက်အောင် ဲ့ feeling ကြီးရတော့ဗျာ share ပဲကျွန်တော်အနေနဲ့တော့ကြမ်းကြိုက်တယ်အဲ့ပေါ်လေးဈေးရန်အရာလဲกว่าတော့တော့အဓိကအဲ့ SUV ကိုကြိုက်တာသူ့ရဲ့ SUV လုတ်တဲ့အလုံးလုတ်တဲ့ပုံစံကသူကဗျာ SUV ကအသေးစိတ်ပြတာအကုန်ပြတယ်ဟောကီလိုပြတယ်နောက် cruise ပြတယ် steering ပြတယ် blind spot ပြတယ် lane departure ပြတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ကပုံမှန်ကားတစ်စီးမှာ blind spot ဆိုရင်ဗျာကျွန်တော်ဘေးမှာပါတယ်ဗျာအဲ့ဒါကြီးဘတ်မှန်ကြည့်မှမြင်ရတာဗျာအဲ့ဒါကြီးတစ်ခါကျရင် core က focus က ဒီအရှိဒီအရှိကဒီ view ကိုပဲကြည့်နေတဲ့အချိန်မှာ price ball ကမပေါ်တဲ့ခါကျတော့ကျွန်တော်နောက်ကားဒေါ်လာတော့ဗျာဘတ်မှန်ကြီးကိုကြည့်နေရမှာဆိုတော့အားလာကြီးကိုမကြိုက်ဘူးဗျာမှန်တယ်တော့ဒီလို AUD မှာ price ball ထည့်ပြီးတာပတော်လေးပိုကြိုက်တယ်ကျွန်တော်အဲ့ function လေးကိုတော်တော်ကြိုက်တယ် um မောင်းတဲ့ feeling မှာတော့တော်လေးကြိုက်ပါတယ်တာနွတ်စံလေးနန်းလေးတော့ရှိရဲ့အဲ့အားလေးကလွင်ကျွန်တော်အကုန်ကြိုက်တယ်ပြီးွားရင်အော် ပြီးွားရင်ဒီကျွန်တော်ရဲ့ဒိုင်ကွက်ထဲမှာပေါ့နော်ကျွန်တော်ရဲ့ဒိုင်ကွက်ထဲမှာအာကျွန်တော်တစ်ချက်ပြပေးမယ်ကျွန်တော်ရဲ့ဒိုင်ကွက်ထဲမှာဆိုရင်သူကအာဘယ်လိုလဲဆိုတော့ဟိုဒီမှာပေါ့နော်လူရှိလာလားအာကားဘယ်ဘလောက်အကွာဝေးမှာဘလောက်လူတွေတက်နေလဲကျွန်တော်ရဲ့အရှိအအလဲက digital cluster ထဲမှာအကုန်ပြပေးထားတာပေါ့နော်အဲ့ဒါလေးလဲတော်တော်လေး unique ဖြစ်တယ်ကျွန်တော်အရင်ကြိုက်တဲ့ design လေးပါဒါလေးလဲ ဆိုတော့ဒီကားနဲ့ပတ်သက်ပြီး driving experience ကိုကျွန်တော် grade ဘယ်လောက်ပေးလဲလို့ကျွန်တော်ပြောရင် um A အဆင့်ပေးတယ်တော်တော်လေးမောင်းလို့ကောင်းတယ်အဲတော်တော်လေးမောင်းလို့ကောင်းတဲ့ဒီဘောနော်ကားတစ်စီးဖြစ်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်အနည်းချောင်းရမယ်ဆိုရင်တော့ဗောနော်အာမိတ်ဆွေတို့အနေနဲ့အဲ long range ev လက်ဇရီစီဒန်ကားတစ်စီးကိုရှာနေတယ်ဆိုရင်ဒီကားလေးကိုကျွန်တော် fully recommend ပေးတယ်ဆိုတော့ဒီကားလေးကိုစိတ်ဝင်စားရင်ကျွန်တော်အစမှလည်းပြောခဲ့သလိုအောက်မှာဖော်ပြထားတဲ့လိပ်စာနဲ့ဖုန်းနံပါတ်နဲ့အဲ့မှာအသေးစိတ်ဆက်သွယ်ပြီးတော့စောက်သမ်းမေးမြန်းနိုင်တယ်။အကြောင်းအဖြစ်ဆိုရင်အဖြူအနက်နှစ်စီးရှိပါတယ်။ဆိုတော့ဟိုကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပေးရစီ